ယာကိုအီဇလန်အပိုင်းနဲ့ဗေဒလာမြို့ကပာဦးချန်အပိုင်း28အပိုင်းငယ်32အကိုရဲ့ခြေဖနောက်ကို ဆုပ်ကိုင်းပြီးမွေးဖွားလာတဲ့သူဟာတားအကြီး အခွင့်ရရဖို့ကိုယာကိုနဲ့ပေါမုံနဲ့ဝယ်ယူလဲလှယ်ခဲ့ပါတယ်ဒါရီမကသေးပဲသူ့ရဲ့ဖခင်ကသူ့ရဲ့အကိုကြီးကိုပေးထားတဲ့ ကောင်းချီးတွေကိုပါယူဆအောင်ပြီးထွက်ပြေးသွားပါတယ်။အကိုဖြစ်သူအေသောကအလွန်ဒေါသထွက်ပြီးရာကုတ်ကိုတက်ရန်ကြိုးစားခဲ့ပါသေးတယ်။တမန်ကျမ်းစာမှာဆိုရတာကရာကုတ်က Fairy Shepherd မြို့ကနေထွက်ခွာပြီး Karan မြို့ကိုသွားတယ်လို့ဆိုပါတယ်။ Karan မြို့ကသူတို့မိခင်ရေဘကာရဲ့မွေးရဇာတိဖြစ်ပြီး ူမရဲ့အကိုဖြစ်သူလာဗန်ကဒူနေရမှာနေထိုင်ပါတယ်။နေဝင်ပြီးညမိုးချုပ်သွားပါပြီ။ရောက်ကုတ်ကတနေရမှာရက်လိုက်ပြီးအနီးနားမှာရှိတဲ့ကျောက်တောင်တွေပေါ်လဲလျောင်းလိုက်ပါတယ်။ရောက်ကုတ်ဘလို့တွင်းနေမလဲ။အကိုနဲ့ဖခင်ကိုလှဲ့စားပြီးအကိုရဲ့ကောင်းချီးတွေကိုခိုးယူသွားတဲ့အတိတ်ကိုနောက်လိုက်ရနေမလား။ ဒါမှမဟုတ် ခရမဘဝသစ်တစ်ခု အနာဂတ်အတွက်မျောလင့်လင်မလားယာကုတ်ကဒီအကြောင်းကို တွေးတော့ရင်အိပ်ဖြော်သွားပါတယ်။သူအိမ်မက်မှတ်ခဲ့ပါတယ်။အိမ်မက်ထဲမှာ ကောင်းခင် ပေါ်ကနေရောက်ရှိလာတဲ့လေကားတစ်စင်းကို သူမြင်ခဲ့ရပြီးဖျားသခင်ရဲ့ကောင်းခင်တမန်များကထိုလေကားပေါ်ကနေဆင်းသက်လာကြပါတယ်။နောက်တော့ဖျားသခင်ရဲ့အတန်တော်ကိုကြားရပါတယ်။ငါသည် တင်ဤအဖိုးအာပြဟန်နဲ့တင်ဤအဖေကောဆက်ရဲ့ဖရာသခင်ပဲဖြစ်တယ်။တင်နဲ့တင်ရဲ့သားစင်မြေးဆက်အတွက်ဒီမြေကိုငါပေးမယ်။တင်ရဲ့သားမြေးတွေဟာမြောင်များစွာရှိလာပြီးအရှိအနောက်တောင်မြောက်နဲ့အရရက်တွေကိုပြန့်နှံ့သွားမယ်။တင်ဘဲကိုပဲတော့တော့ငါကိုယ်တော်ကတင်နဲ့အတူရှိနေပြီးဒီနေရာကိုပြန်လာနိုင်အောင်ကူညီပေးမယ်။ ငါရဲ့ကတိတော်မပြည့်ဝမချင်းတင့်ကိုမထားသွားဘူး။ຢາກုံနိုးလာပြီဒီနေရာမှာဖျားသခင်ရှိနေတာပဲမသိခဲ့ဘူးလို့တွေးပါတယ်။ပြီးတော့ကြောက်ရွံ့လာပြီဒီနေရာဟာဖျားသခင်ရဲ့အိမ်တော်ဖျားသခင်နိုင်ငံတော်ရဲ့ဂိတ်ပါဝဲဖြစ်တယ်လို့ဆိုကသူလက်အိတ်ခဲတဲ့ကြောက်တွန်းကို ထောင်မှန်လိုက်ကစီတော့လဲပြီးဗေဒလာမျိုးလို့အမည်မဲ့စေပါတယ် ပေသလဆိုတဲ့အတိတ်ပဲကဖရာသခင်ရဲ့အိမ်တော်လို့အတိတ်ပဲရပြီပထမအစားတုန်းကတော့ပထမအစားတုန်းကဒူနီယာကရိုတပ်ပြီလို့ခေါ်တဲ့မြို့ပဲဖြစ်ပါတယ်ကျောက်တုံးတုံးဆိုပေမဲ့လူတွေနေတဲ့မြို့လို့ရာကုတ်ကသတ်မှတ်ပြီဒီနေရာကိုဖရာသခင်ရဲ့အိမ်တော်လို့ခေါ်တွင်စေပြီဖရာသခင်ရဲ့တွေ့ဆုံမှုကိုအမှတ်ရစေပါတယ်ရာကုတ်ကဖရာသခင်ကဒီလိုကတိပြုခဲ့ပါတယ် ဖျားသခင်ကကျွန်ုပ်နဲ့အတူရှိပြီးကျွန်ုပ်သွားရလမ်းမှာ ကာကွယ်ပေးပြီးအစားအသောက်နဲ့အဝတ်အစားတွေကိုပေးစီကအဖေအိမ်တို့ဘေးကင်းစွာပြန်လာခွင့်ပြုပါကသာဝရဖျားသည်ကျွန်ုပ်ရဲ့ဖျားသခင်ဖြစ်လိမ့်မည်ကျွန်ုပ်ကြောက်တိုင်အဖြစ်တက်ဆင်ထားသောဒီကြောက်တုံးကဖျားသခင်ရဲ့ကောင်းချီးမင်္ဂလာဖြစ်ပါစေလိမ့်မယ် ကျွန်တော်ရဲ့အိမ်လဲဖြစ်စေပြီးဖရဲသခင်က ကျွန်တော်အားပေးတော်မူသမျှရဲ့ဆယ်ပုံတစ်ပုံကိုကျွန်ုပ်ကပြန်ပေးပါမယ်။အားလုံးပဲယာကူးအိတ်တော်နေရာကမှောင်မိုက်ပြီးအဆင်မပြေတဲ့နေရာပဲဖြစ်ပါတယ်။ဒါပေမဲ့ဖရဲသခင်ကသူ့ရဲ့မျက်လုံးများကိုဖွင့်ပြီးထိုနေရာကို ပြတ်သားတဲ့အခါမှာဘုရားသခင်နဲ့တွေ့ဆုံရန်တကားဖြစ်လာပြီးဘုရားသခင်ရဲ့အိမ်တော်လေးဖြစ်လာခဲ့ပါတယ်။ ဒီလိုပဲဖရာသခင်ကိုကျွန်တော်တို့ကိုးကွယ်နေတဲ့နေရာကကဘာပေါ်မှာ ခန္ဓာသောနေရာနဲ့နိုင်ရှင်ပါကကြီးမြောင်းတယ်လို့ထင်ရပါလိမ့်မယ်။ဒါပေမဲ့ဖရာသခင်ကကျွန်တော်တို့နဲ့တွေ့ဆုံရနေရာဖြစ်တာကြောင့်ထိုနေရာက ကောင်းကင်ဘုံတကားနဲ့ဖရာသခင်ရဲ့အိမ်တော်ဖြစ်ကြောင်းကို ကျွန်တော်တို့မှတ်ထားရပါမယ်။ ရာကုတ်ကပြေးနေပေမဲ့သူကထိုနေရာမှာဖရဲသခင်နဲ့တွေ့ပြီးငါသည်မင်းနဲ့အတူရှိသည်ဟူသောဂရိကိုကြားခဲ့ပါတယ်။ဒါကြောင့်သူကယခုအခါမှာအိမ်မက်အစ်စ်မြောက်ကိုမက်နိုင်သူဖြစ်လာကြောင်းကို သတိရကြရအောင်